ဟုတ်ကဲ့အားလုံးမင်္ဂလာပါဘူဘူဖြစ်ပါတယ်ဘူဘူထဲမှာဆိုကြနေကျူဆူပါရနော်ဒီနေ့မှာတော့အခြားစကလုံးဆိုပြီးတော့ကျွန်တော်တခါတဲ့ပုံနဲ့တော့ကျွန်တော်ဘေးနားမှာရှင်းပြပေးမှာဖြစ်ပါတယ်နော်အဲ့ဒါတစ်ကနေခုနှစ်တိကိုဘာတွေပါလဲဘယ်လိုတွေပြောလို့ရလဲဘယ်လိုပုံစံတွေပြောလို့ရလဲဆိုတော့ကျွန်တော်တခါတဲ့ရှင်းပြမှာဖြစ်ပါတယ်အာโอเค အာပေါ့နော်နံပါတ်1ပေါ့နော်နံပါတ်1မှာကြတော့ဘာလဲဆိုတော့လူပေါ့နော်လူကျွန်တော်တို့ပြောတာပေါ့နော်လူလူဆိုတာကိုကျွန်တော်တို့ဘလူသုံးတယ်လူဆိုတာကြတော့ထိုင်းလုံးတွေကကြတော့ con con ဆိုတာလူကိုပြောတာဖြစ်ပါတယ် okay အဲ့ဒီလူကိုအဲ့ဒီ con ဆိုတဲ့အရာကိုဘလူတွေသုံးမယ်ပထမဆုံးကျွန်တော်သုံးပြမှာကြတော့ဒီလူ con ni con ni ဆိုတာဒီလူပေါ့နော်အာ con ni ဆိုတာဒီလူ con nun ဆိုတာဟိုလူ အဲ့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးနေရာတွေမှာတုံးရရင်နော်ပြီးတော့အာတယောက်နှစ်ယောက်သုံးယောက်ပေါ့နော်အာလူကြတော့1คน2คน3คน4คน5คนอ่ะอะไรจ้ะรถเดียว2ยอก3ยอกสุอ่ะไอ้หลุมမျိုးဖြစ်သွားมั้ยเนาะလူอ่ะနေတယောက်စုပြီးတော့ဖြစ်သွားมั้ยတိန်နန်းနေထက်လိုက်มั้ยဆိုလို့ရှင်တယောက်2ยอก3ยอก4ยอกစုပြီးတော့ဖြစ်သွားมั้ยเนาะ1คนဆိုတာတယောက်2คนဆိုတာ2ยอก5คนဆိုလို့ရှင်5ยอกဖြစ်ပါတယ်อ่ะไอ้หลุมမျိုးတွေຕົงလို့ရပါတယ် ဒါကြတော့ဒီ controller ကြီးကို blue တွေတုံးလဲဆိုတော့ပေါ့နော်ဟာဒီတော့နော် okay ထားလိုက်တော့ဒီလောက်ပဲရှင်းပြမယ်နော် နောက်ထပ်အများကြီးပြောလို့ရပြောမယ်ဆိုစကားအများကြီးပဲ okay အာနံပါတ်2ကိုသွားမယ်နံပါတ်2မှာကြတော့ဗာလဲဆိုတော့တရိษံပေါ့နော်တရိษံကို blue ပြောလဲတရိษံကိုကြတော့ထိုင်းလူတွေကကြတော့စစစဆိုတော့တရိษံကိုပြောတာဖြစ်ပါတယ်မြန်မာစာနဲ့ကြိုးစားပြီးတော့ရေးပြထားပါတယ် ဒါမဲ့ကျွန်တော်အတန်ထွက်အကောင်းဆုံးပေါ့နော်အင်္ဂလိပ်စာနဲ့လည်းရေးပေးထားတယ်အင်္ဂလိပ်စာနဲ့ကထိုင်းအတန်ထွက်ကိုပေါ့နော်ထိုင်းစာကြတော့ထိုင်းရအတန်ထွက်ပါစာဆိုတာကြတော့တရိစံပေါ့နော်အာစာကလေးအဲ့ဒါဘယ်လိုပြောမလဲဆိုတော့စာကလေးဆိုလို့ရှိရင်အိမ်မွေးတရိစံဆိုပြီးတော့ဖြစ်သွားမယ်နော်စာကလေးဆိုတာအိမ်မွေးတရိစံဖြစ်သွားမယ်အာပေါ့နော်စာလျန်အတုံးမှုတုံးကြီးရောစာလျန်ဆိုလို့ရှိရင်အိမ်မွေးတရိစံပေါ့နော်စာဆိုတာလောက်ပဲဆိုလို့ရှိရင်တရိစံ okay သဘောပေါက်မယ်လို့ထင်ပါတယ်နော်ဒါနံပါတ်1အာနံပါတ်3သွားမယ်နံပါတ်3မှာကြာတော့အပင်ပေါ့နော်အပင်မျိုးကြာတော့ ton mai ton mai ဆိုတိပင်ပေါ့နော် ton mai ဆိုတိပင် okay ton mai ဆိုတိပင် okay အဲ့ဒါကိုကျွန်တော်တို့အပင်ဆိုပြီးတော့ပြောမယ်ဆိုလို့ရှိရင်အပင်ကိုကြာတော့ ton ton mai mai ဆိုတော့ရုပ်ဖြုတ်လိုက်ရုံပဲနော် ton ဆိုတာကြာတော့အပင်ဖြစ်သွားမယ်အဲ့ဒါကိုဘယ်လိုပြောမလဲတောညာရပင် မျက်ကိုကြတော့ရအဲ့ဒါကိုတောညဆိုလို့ရှိရင်တောညဆိုလို့ရှိရင်မျက်ပင်ဖြစ်သွားမယ်နော်မျက်ကိုကြတော့ရအဲ့ဒါကိုကျွန်တော်တို့အပင်နဲ့တွဲလိုက်မယ်အပင်ပင်ကိုကြတော့တောတောညဆိုလို့ရှိရင်မျက်ပင်နော်အဲ့ဒါသဘောပေါက်မယ်လို့ထင်ပါတယ်အာကစွန်ရပင်ဆိုလို့ရှိရင်ကစွန်ရကိုကြတော့ဖဘုံအဲ့ဒါကိုတောဖဘုံဆိုပြီးတွဲရမှာဖြစ်ပါတယ်တောဖဘုံဆိုလို့ရှိရင် အာကစွေပင်တွန်မမွန်းဆိုလို့ရှိရင်တရက်ပင်အဲ့လိုပေါ့နော်ဒီတွန်ဆိုရယတုံးပါလို့ရှိရင်ဒါပုံလုံးမှာကြတော့ပေါ့နော်အပင်မျိုးတွန်ဆိုပြီးတော့တုံးတယ်တွန်မိုင်းဆိုတာကြတော့တစ်ပင်ပေါ့နော်အပင်မျိုးပြောတာဖြစ်ပါတယ်โอเคသဘောပေါက်မယ်လို့ထင်ပါတယ်နော်အပင်โอเคနံပါတ်၄ကိုသွားမယ်နံပါတ်၄မှာကြတော့ပန်းပေါ့နော်ပန်းကိုကြတော့ပန်းကိုကြတော့တော့ ဘာနော် dog mine dog mine ဆိုတော့ pan new ခေါ်တာဖြစ်ပါတယ် dog dog ဆိုတာ pan ပေါ့နော် dog mine ဆိုတော့ pan အတူတူပါပဲနော် dog ဆိုတာ pan ပေါ့နော် dog mine ဆိုတာကျွန်တော်တို့ pan လေးတွေဖြစ်ပါတယ်ဘာဘာ pan လဲဆိုတော့ဥမာကွာဥမာနှင်းစီ pan ကိုကြတော့ဘယ်လိုပြောမလဲအဲ dog ဆိုတာတုံးနေနော် dog mine ကုလာအဲ dog mine ကုလာ ดอกไม้กุหลาบဆိုလို့ရှိရင်နှင်းစီပန်အဲ့လိုမျိုးပေါ့เนาะအာดอกดอกဆိုရလဲတုံးလို့ရတယ်เนาะดอกတစ်မျိုးတည်းလဲတုံးလို့ရတယ်ดอกกุหลาบดอกกุหลาบဆိုတာနှင်းစီပန်ดอกไม้กุหลาบဆိုတာလဲနှင်းစီပန်ပဲတိတ်လို့တုံးပေါ့เนาะအာတကယ်လို့အာดอกမလီပေါ့เนาะအာดอกမလီဆိုတော့ဘာမြန်မာလိုနဲ့ဘလူးပဲပလိပန်လားမသိဘူးပလိပန်တိတ်တိတ်လေးမှုမှုလေးအဲ့ဒါ တော့ဆိုလို့ရှိရင်အဲ့ဒါတေးကြတယ်ပန်းအပန်းဖွင့်တေကိုပြောပြောတာဖြစ်ပါတယ် dog mice ဆိုတာပန်းကိုပြောတာဖြစ်ပါရင်เนาะပန်းတွေဟုသမျှကို dog mice ဆိုပြီးတော့တောင်းတယ် dog gulab ဆိုလို့ရှိရင်နှင်းစီပန်း dog mice gulab ဆိုတာလည်းနှင်းစီပန်းပဲเนาะ okay တော့ပေါ့မယ်လို့ထင်ပါတယ်အဲ့ဒါနံပါတ်၄ပေါ့เนาะနံပါတ်၅ကြတော့ပိတ်ဆံပိတ်ဆံကြတော့နံပါတ်၅နံပါတ်၅မှာကြတော့ပိတ်ဆံပေါ့เนาะပိတ်ဆံကိုကြတော့ငွေ ငွန်းဆိုတာပိတ်ဆံခေါ်တာဖြစ်ပါတယ်ငွန်းနောက်ထပ်တစ်မျိုးရှိသေးတယ်เนาะပိတ်ဆံနောက်ထပ်တစ်မျိုးကကြတော့တန်เนาะတန်ဆိုတာပိတ်ဆံငွန်းဆိုတာလည်းပိတ်ဆံပါပဲเนาะပြောမယ်ဆိုရင်ကွာငွန်းဆိုတာမွေကိုခေါ်တာဖြစ်ပါတယ်တန်ဆိုတာပိတ်ဆံပေါ့เนาะအတူတူပဲအိဗယ်အိဗယ်တခုတည်းပဲသုံးလို့ရတယ်နှစ်ခုစလုံးသုံးလို့ရတယ်ကိုကြိုက်တာလေးကိုသုံးပေါ့เนาะအာနံပါတ်9မှာအေးနံပါတ်6မှာကြတော့ဗာလဲအချင်း chính người cho đó vì là vì là sợ chính người cho là phải bảo đấy ok nếu bạn nghe cho nó ý chí bảo mình nói cho mi đó đấy nếu bạn nghe ngân phải sang của của nó bị lừa tông mày ở sang pi ba số lượng xin khó rồi là đau nào của nó khó khó người nói à lừa tông như vậy đấy tông hậu khó tăng nói sang nên pi ba của nó à chính người thông mày đủ bảo đủ của nó à bờ chính người thông đạo cho nó bờ เบิดตังหน่อยตมหกเบิกเงินหน่อยชิงุยทุดอกเนาะจูติงุยทุดอกเนาะชิงเปียวมือจูติงุยสกาวทันละป้าป้าลีเปียวมือจูติงุยทุดอกเนาะเบิกเงินหน่อยอะไรตรงอย่างเนี้ยตมหกเอาเงินให้เขาประสานอยู่เดียวตู้ไปเลยปะเนาะอ่ามวยอยู่เดียวประสานอยู่เดียวตู้ไปเลยอ่าไอ้ลูกมีอยู่ที่ตรงอย่างเนาะเงินสุดละอ่าโอเคนำไปเช่าต่อไหมนำไปเช่ามาเวลาเวลาสุดละเชิงอุปโภคได้ปีป่าเนี้ย sorry ပါဝေလာဆိုတာအချိန်ကိုပြောတာဖြစ်ပါတယ်ဝေလာဆိုတာအချိန်ကိုပြောတာဖြစ်ပါတယ်တော်နေဝေလာကီမုံလဲဆိုတော့တော်နေဆိုအခုပေါ့နော်ဝေလာဆိုအချိန်ပေါ့နော်ဒီမုံလဲဘယ်နိုင်ရှိပြီလဲအဲ့လိုပြောလို့ရတယ်နော်ဒါမဲ့ပြောတာနည်းနည်းခက်သွားလိမ့်မယ်ယူလွယ်လွယ်လေးပြောလို့လည်းရတယ်နော်အီမုံလဲဆိုတာလောက်ပဲပြောလို့ရတယ်ဘယ်နိုင်ရှိပြီလဲပေါ့နော်ခုနကလူမျိုးဆိုရင်တော့အပြည့်စုံပေါ့နော်တော်နေဝေလာကီမုံလဲဆိုတာ ตอนนี้สุระคุปนะตอนนี้สุระคุเวลาสุระเชงกี่โมงแล้วเป็นนายชีบิเล้คุเชงเป็นนายชีบิเล้สุดแล้วได้แบบจุไปเนาะคุณอาเปล่าไรดาโอเคอาจารย์นับปชอบปนะเวลาสุระจี่กูตรงเวลาพิบไปเนี่ยเวลาทำงานสุดชิ้ลูกเชิงปนะอ่าเวลาทำงานสุดลูกเชงสุดราตรงหลับพิบไปได้อ่านเราแทบจี่ดอเวลาเชิงปนะทีกวิชาเชงสุดชิ้เวลากินข้าว ဝင်စားတဲ့ချိန်ဝေလာกินน้ําရေတောင်းတဲ့ချိန်အဲ့လိုမျိုးပေါ့နော်ဝေလာไปห้องน้ําတက်စင်ခံသွားတဲ့ချိန်အဲ့အဲ့လိုမျိုးတွေတုံးလို့ရပါတယ်နော်ဝေလာဆိုတာဝေလာဆိုတဲ့အထက်အတိတ်ပဲကြတော့အချိန်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်နော်ဝေလာဆိုတာโอเคနံပါတ်9ကိုသွားမယ်နံပါတ်9မှာကြတော့နံပါတ်9မှာကြတော့ဗာလဲလမ်းလမ်းကိုကြတော့ thanon ถนนถนนสระแล้วขอรับผิดไปเนาะถนนสระแล้วบ่เนาะผู้วันในบริยมถนนสระถนนเส้นนี้สระดีแล้วดีแล้วดีแล้วจอบ่เนาะอ่าลืมอยู่บ่เนาะถนนสระแล้วเปล่าเส้นนี้สระเส้นสระดีจ้าของเปล่าอ่าดีแล้วจ้าของเปล่าอ่าลืมอยู่บ่เนาะถนนสระทำให้ตรงนี้เราต้องยากมุกเนาะ ตรงเข้ามาถนนเลยตรงตรงเข้ามาถนนเลยสุดาจ้ะรอแลนไตเด็ดๆล่ะอ่าอะไรမျိုးปอนเนาะอะไรမျိုးที่เปล่าเปล่าได้เปล่าอยู่ล่ะปอนเนาะถนนสุดาแลนออกเปล่าได้ไปเนาะโอเคตัวปุ๊บมาลูกที่มาเนาะဒီစကလုံးတွေကိုအတန်ထွဲ့မှန်ကန်စွာလေ့ကျင့်ဖို့အတွက်အတန်ဖိုင်တွေကို YouTube ပေါ်မှာရှာကြည့်နိုင်ပါတယ်။တော့မဟုတ်ရုပ်ရှင်ထိုင်းရုပ်ရှင်ကားတွေမှာကြည့်လို့ရတယ်လို့ အခုလိုမျိုးကျွန်တော်လိုမျိုးပြောနေတဲ့ကြံတဲ့ဆရာဆရာမတွေစီမှာဝင်လေးလာလို့ရပါတယ်။တုံမဟုတ်ကျွန်တော်စီမှာလည်းလာရောက်လေးလာလို့ရပါတယ်နော်။ကျွန်တော်စီမှာဆိုလို့ရှိရင်အခုလိုမျိုးထိုင်းစာပြီးတော့အင်္ဂလိပ်စာနဲ့ထိုင်းတန်ထွက်ပြီးတော့မြန်မာအတိတ်ပဲနော်ပြီးတော့မြန်မာစာနဲ့ထိုင်းတန်ထွက်ကိုကြိုးစားပြီးတော့ကြီးပေးပြီးတော့ကျွန်တော်တန်နဲ့ပါတခါလေကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒါဘယ်လိုဒီပြောလို့ရလဲဘယ်လိုပုံစံမျိုးဒီပြောလို့ရလဲပေါ့နော်။ အဲ့လိုပြောလို့ရတယ်နော်ပြီးတော့ကိုသိချင်တဲ့စကားလေးတွေအတိတ်ပဲလေးတွေရှိလို့ရှင်လဲမေးလို့ရပါတယ်နော် messenger ကနေပို့လာလို့ရသလို comment မှာရေးသွားရင်လည်းရတယ်အဲကျွန်တော်အားဒီချင်းလေးကျွန်တော်လာရောက်ပြီးတော့ဖြည့်ပေးပါမယ်လို့နော်အများကြီးတော့မလုံးနဲ့ပေါ့နော်တုံတင်းုံလေးတွေပဲလုတ်ပါဘာဖြစ်လို့လဲဆိုတော့အများကြီးဆိုလို့ရှိရင်ကျွန်တော် အချိန်အများကြီးပေးပြီးတော့လုပ်နေရမှာလေအပြုလို့လဲဆိုတော့ကျွန်တော်မနေ့ပတ်ဆိုရင်ကျွန်တော်တစ်ခါပြန်ပြီးတော့လေ့လာတာကိုကလည်းပြန်ပြီးတော့လေ့လာတယ် ကိုလေးလာထားတဲ့အရာကိုကျွန်တော်ပြန်ပြီးတော့တစ်ခါတစ်ပတ်မျှဝေပေးတာတငယ်ညင်းတို့ကိုကျွန်တော်တစ်ခါပြန်ပြီးတော့မျှဝေပေးနေတာအဲ့လိုမျိုးလုပ်နေတာဖြစ်ပါတယ်နော်တမျိုးတော့မတင်နဲ့နော်ပြောတော့သိချင်တာလေးရှိရင်မေးလို့ရပါတယ်စကားပြုတ်ခန်းမှလာပြီးတော့ပေါ့နော်လေးလိုင်းလည်းရတယ်စကားပြုတ်ခန်းကျွန်တော်ထောင်ထားတယ်ဆိုတာမသိတာတွေမေးလို့ရအောင်ပြီးတော့ကိုယ့်အချင်းချင်းစကားပြောလို့ရအောင်ပေါ့နော်ကျွန်တော်မရှိလဲကိုယ့်အချင်းချင်းပြောလေးချင်ကြပြီးတော့ကျွန်တော်က အာတင်ကန်းစာလေးလုတ်ပြီးဆိုလို့ရှိရင်ကျွန်တော် CB ခန်းထဲမှာကျွန်တော်အရင်ပို့ချပေးတယ်ပြီးလို့ရှိရင် edit ထဲမှာပဲချင်းပဲချင်းကျွန်တော်ဗီဒီယိုဖိုင်လုတ်ပြီးတော့တင်ပေးမယ်ဗီဒီယိုဖိုင်လုတ်ပြီးသွားလို့ရှိရင်တင်ပေးပါရနော်အမှဝင်ရောက်လေ့လာလို့ရတာပေါ့နော်တိကျလေးလည်းရှိရင်လည်းမေးလို့ရပါတယ်လို့အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်နော် thank you ပါขอบคุณครับขอบคุณ